ဒီကိုတစ်ချက်လောက်ပြောပြပေးပါတဲ့မြေဝယ်စုတာနဲ့ရွှေဝယ်စုတာဘယ်ကပိုအဆင်ပြေတဲ့ reply ပြန်ပေးပါဘောနော် ရွှေကြောင်းအရင်ပြောပြပေးမယ်ရွှေကြတော့ရေတို့ရင်းနှီးမြှုပ်နှံမှုကောင်းတယ်6လတစ်နှစ်ရင်းနှီးမြှုပ်နှံလို့အဆင်ပြေတယ်ရွှေမှာလည်းရှုံးနိုင်တယ်မျက်နိုင်တယ်ဆိုတဲ့အကြောင်းအရာရှိတယ်နော်ပြီးတော့ဗာလဲဆိုတော့အလွန်ခဲ့တဲ့တစ်နှစ်ကျော်လောက်ကဆိုရွှေသေး80တိဖြစ်သွားတဲ့အချိန်အဲ့အချိန်မှာဆိုရင်တချို့ channel တွေဆိုရင်အယောင်ပိတ်တာလည်းရှိကောင်းရှိခဲ့ဘူးလေပြီးတော့တချို့တို့ဆိုလည်း ဟိုရှိတဲ့ပိုင်ဆိုင်မှုကိုပြောမယ်ဆိုထုတ်ပြီးတော့ဥမာကားဝယ်လိုက်တယ်အဲကားရောင်းလိုက်တယ်ပေါ့ကားရောင်းပြီးတော့ရွှေဝယ်ဆုတာလည်းရှိတယ်ရွှေစည်းလည်းထိုးကြပေါ့60လောက်ဖြစ်သွားတဲ့ခါကျတော့ရှုံးတာအဲ့လိုမျိုးတွေကျွန်တော်တို့အများကြီးတွေ့ဘူးတယ်ဒါပေမဲ့ရွှေကြတော့လောလောကိုကိုထုတ်ရောင်းထုတ်ဝယ်လို့ရတယ်အချိန်တို့တွင်းပေါ့ရောင်းရင်ဝယ်ခြင်းလည်းဆိုရင်တဲ့မှာငွေမကင်နိုင်ဘူးဆိုရင်ရွှေနဲ့အင်ချမ်းပြေနှစ်မျိုးပဲရှိတယ်ကျွန်တော်တို့ကင်နိုင်စရာပေါ့နော်ဒီလိုမျိုးဒါဒါကျွန်တော်ရဲ့တွေ့ကြုံရရွှေကြတော့လည်းဒေါ်လာကင်ရတယ်တူတူပဲနော်အဲ့လိုမျိုးအဆင်ပြေတယ်ရွှေဒေါ်လာနဲ့မနည်းဆက်တဲ့လူများတယ်ဆိုရင်တော့ရွှေနဲ့အင်ချမ်းပြေပေါ့ဆိုတော့အင်ချမ်းပြေမှာဆိုရင် အဓိကဘာပြောချင်လဲဆိုတော့တချို့တွေရွှေရောင်းပြီးတော့ HMB level တွေရအများကြီးပဲအဲ့လိုအချိန်မျိုးမှာရွှေစေးတက်ပြီးဟေးဆိုတာနဲ့ရင်ဝတ်ဟိုလွန်ခဲ့တဲ့တနေ့နေ့ကဝယ်ထားကြတယ်အဲဘယ်စေးဘယ်စေးနဲ့ဝယ်ထားကြတယ်လိုတဲ့ခါကျတော့ရွှေစေးတက်တဲ့အချိန်မှာ HMB လိုက်ကြည့်တယ်ပြီးတော့ရွှေရောင်းပြီးတော့ HMB ဝယ်ကြတယ်ပြောချင်တာကရွှေမှာလည်းအရှုံးနဲ့အမြတ်ဆိုတာရှိတယ်ဒါပေမဲ့တချို့အားတွေဆိုအရော့တဲ့လက်ခတွေစသည်ဖြင့်တချို့ဒါမှန်ကန်မှုကတော့ကိုယ့်ဘက်ကိုစစ်ဆေးကြည့်ပေါ့နော်ရွှေမှာလည်းမှန်ကန်မှုမှန်ကန်မှုဆိုတာရှိကောင်းရှိတာပဲအင်ချမ်းမြေအင်ချမ်းမြေကြတော့တဲ့ဒီလိုပဲအာနာကြီးအာတာကြီးနှမျိုးရှိတယ် အင်ဂျင်မီကြတော့အခုဝယ်ပြီးတော့ချက်ချင်းဝုန်းတိုင်းရောင်းထုတ်ဖို့မလွယ်ဘူးမလွယ်ဘူးဆိုတာလူတိုင်းတော့မဆိုလိုဘူးပေါ့နော်တချို့ဟာတွေဆိုကျွန်တော်တို့ရင်းနှုံးကချန်တွေရောင်းမှုတယ်ချို့တပတ်တင်ထွက်ရတယ်လည်းရှိတယ်တလတင်ထွက်ရတယ်လည်းရှိတယ်တချို့ဆိုရင်ရက်ပိုင်းနဲ့ထွက်သွားရတယ်လည်းရှိတယ်ကျွန်တော်တို့ကိုယ်တိုင်ကျွန်တော်တို့ပိုင်တဲ့ချန်တွေရောင်းတာလည်းဒီလိုမျိုးပဲဆိုတော့နေရာဒေသနဲ့ဈေးပေါ်မှာမူတည်ပြီးတော့အပြောင်းလဲလေးရှိနိုင်တယ်မြန်နေမှမြန်မြင်းဆိုတာဖြစ်လာနိုင်တယ်ပေါ့ဆိုတော့အင်ချမ်မီကြတော့ဘာအားတိုင်တည်းရှိတယ်ဆိုအင်ချမ်မီကဇဘွားနဲ့သွားတယ်နော်လုံခဲ့တဲ့နှစ်ပေါင်း90သူတင်တာ အရာပြောရမယ်ဆိုရင် ရွှေကအစ6000တက်လာတယ်နှစ်ပေါင်း90တွင်းမှာအိမ်ချမေးရအစ6000တက်လာတယ်ဒါဒီဟာကိုသဘောတရားကိုကြည့်ခြင်းအဖြစ်မိတ်ဆွေတို့အိမ်ရွှေနဲ့အိမ်ချမေးမှာယင်းနှမြုံနိုင်ဘယ်လိုကွာမလဲဆိုတာသိရလိမ့်မယ်ဒါပေမဲ့အိမ်ချမေးကြတော့စာဘက်စတန်းကိုတကယ်နားလည်ပြီးပတ်ဝန်းကျင်နေထားတကယ်နားလည်မယ်ယင်းနှမြုံမှုကိုတကယ်နားလည်ကျွမ်းကျင်ခဲ့မယ်ဆိုရင်အိမ်ချမေးမှာ invest လုပ်ရတာစားပွားပွားတယ်နော်တိုးတက်မှုကတကယ်ကိုရှိတယ်ဒါကြောင့်တချို့ပတ်စံရှိတဲ့လူတော်တော်များကအိမ်ချမေးဘက်ကိုလှည့်လာကြတယ်ဒါပေမဲ့လှည့်လာပေမဲ့ တကယ်နားလည်မှရမယ်သူများအကူလုံးမရဘူးနားမလည်ပဲဝယ်ရောက်လုံးနေလဲအလကားပဲဘာမှမထူဘူးဆိုတော့ပိုက်ဝယ်ရောက်လုံးနေပြီးတော့ဆာဘဆာတာနားမလည်ဘူးဟိုနေရာထိုင်ခင်းနားမလည်ဘူးဟိုဘယ်ကျိုးဆောင်ထဲမှာအဆင်ပြေဘူးဆိုတော့ဒီလူကရေရှည်ထွက်ဖို့မလိုဘူးမယုံရင်စိုင်းမုတ်တင်ပြီးရောင်းကြည့်လိုက်စိန်ခေါ်ပြီးရောင်းရဲတယ်အဲဒါမျိုးတွေပေါ့နော်ဆိုတော့ကျွန်တော်ရဲ့ page ထဲမှာကျွန်တော်ရဲ့ account ထဲမှာ HMN နဲ့ပတ်သက်ပြီး invest လုပ်တဲ့လူတွေများတယ်အကျိုးဆောင်တွေနည်းတယ်ဆိုတော့ကျွန်တော် HMN နဲ့ပတ်သက်ပြီးတော့ယင်းနည်းမြုပ်နယ်မှုတင်တဲ့လေးကျွန်တော်ဖွင့်ပေးမယ်ခဏလာပိုင်းထဲမှာဖြစ်ပုံများတယ် ဲ့ကြရင်မိတ်ဆွေတို့တေချာလေးနားလည်မယ်သဘောပေါက်မှာဟုတ်ကဲ့ပါ right မေကကိုဆိုင်ပါအားလုံးကိုကျေးဇူးတင်ပါတယ်တည်